ပြစ်ရရေးပေါ်သူတို့တကယ်လေးနက်မှုရှိမရှိပြသတဲ့အနေနဲ့ရုရှားကယူကရိန်းအပြစ်ရရေးအဆိုပြုချက်တရက်တင်ပြလာလိမ့်မယ်လို့သူမျော်လင့်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုက အင်္ဂါနေ့မှာပြောပါရယ်ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးကလည်းမော်စကိုကိုအချိန်ဆွဲနေတယ်လို့ဆွဆွဲပြောကြားထားပါရယ်တမရဒေါ်နယ်ထရန့်ကဇယ်လန်စကီးနဲ့ရုရှားတမရဗလာဒီမာပူတင်တို့ကိုဒိန်းလာနေကတီးခြားစီဖုန်းဆက်စကားပြောခဲ့ပါဗျ။ ပြိပခ၃နှစ်ကျော်ကာလအတွင်းပထမဆုံးအနေနဲ့ရုရှားနဲ့ယူကရိန်းအရာရှိတွေတောက်ကြနေကအစ္စတန်ဘူမှာတွေ့ဆုံခဲ့ကြပါတယ်။ကီဖ်နဲ့သူတို့ရဲ့နောက်နိုင်ငံမဟာမိတ်တွေတင်ပြလာတဲ့ရက်30အပြည့်အခက်ရက်စဲရေးကိုရုရှားကတောက်လျှောက်ညင်ပယ်လာခဲ့တာပါ။ဒါပေမဲ့ရူဘီယိုကပူတင်နဲ့ရုရှားနိုင်ငံရေးဝန်ကြီးဆာဂေးလက်ဖရော့ခ်တို့အနေနဲ့သူတို့ရဲ့အဆိုပြုချက်ကိုရက်အနည်းငယ်အတွင်းဒါမှမဟုတ်အခုတစ်ပတ်အတွင်းတင်ပြလာနိုင်ပွဲရှိတာကိုညွှန်ပြနေကြောင်းပြောကြားပါရယ်။ ရုရှားကအပြစ်ခတ်ရက်စဲရေးကိုရှေးရှုတဲ့ကြဲပြန့်တဲ့စည်းကမ်းချက်တွေကိုသာတင်ပြလိုက်မယ်။အပြစ်ရက်စဲရေးကနေတဆင့်ပြိပခါကိုအဆုံးသတ်ဖို့အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နိုင်လိမ့်မယ်လို့ရူဘီယိုကပြောပါတယ်။ဒီတင်ပြချက်ကသူတို့ရဲ့တကယ်ရည်ရွယ်ချက်တွေကိုကျွန်တော်တို့ကိုပြောပြလိမ့်မယ်လို့သူကဆိုပါတယ်။စည်းကမ်းချက်တွေကလက်တွေ့ကြရဲဆိုရင်အလုပ်ဖြစ်မယ်ဒါကတစ်ချက်လက်တွေ့မကြဘူးလို့ကျွန်တော်တို့တည်ထားတာတွေဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ဒါပါလဲဆိုတာညွန်ပြနေတာပဲလို့သူကပြောပါတယ် ထရန့်နဲ့ဖုန်းဆက်စကားပြောပြီးပူတင်ကသူ့အနေနဲ့ဖြစ်နိုင်ပွဲရှိတဲ့လမ်းပြမြေပုံနဲ့စစ်ပွဲအဆုံးသက်ရေးကွဲပြားတဲ့ရည်တီချက်တွေကိုဖော်ပြထားတဲ့စာကြုံလွှာနဲ့ယူကရိန်းနဲ့ဆောင်ရွက်ဖို့အသင့်ရှိပါတယ်လို့ပြောပါရယ်။ပူတင်ဟာထရန့်စီကနေတဖက်သက်အလျှော့ပေးလိုက်လျောမှုကိုမရရှိခဲ့ကြောင်းရူဘီယိုကသူတို့ကိုဝေဖန်နေတဲ့ဥပဒေပြုအမတ်တွေကိုအခိုင်အမာပြောပါရယ်။ စစ်ပွဲကိုစစ်ဆက်ဆွေးနွေးမှုနဲ့ရပ်တန့်ပါမယ်လို့ကြေညာထားတဲ့ Trump ဇန်နဝါရီလမှာအာဏာရယူပြီးကလေးကရုရှားဟာဘလို့ပြောပြောင်းမှုကိုမှ ပြတ်တခဲ့ခြင်းမရှိပါလို့လည်းပြောပါတယ်စစ်ပွဲကိုဆက်တိုက်ဖို့နဲ့နယ်မြေတွေကိုဆက်လက်သိမ်းယူထားနိုင်ဖို့ရုရှားကအချိန်ဆွဲဖို့ကြိုးစားနေတယ်ဆိုတာတိတ်ထင်ရှားတယ်လို့ဇယ်လန်စကီးကဆိုရှယ်မီဒီယာမှာရေးသားပြောကြားထားပါတယ်။ စီးနေနိုင်ငံသားဆက်ဆံရေးကော်မတီထိပ်တန်းဒီမိုကရက်အမတ်ဂျင်းရှာဟီကဇယ်လန်စကီးနဲ့ထရန့်တို့နှစ်ဦးလုံးကလာတွေ့စေချင်တာကိုသိပါလျက်နဲ့ပူတင်ကညင်းဆိုခဲ့တာဟာစစ်ပွဲကိုကြာနိုင်သမျှကြာအောင်တိုက်ဖို့ရုရှားအကျိုးစီးပွားဖြစ်တယ်လို့သူယုံကြည်နေတာကို ပြသနေတာဖြစ်တယ်လို့ရူဘီယိုကိုပြောပါတယ်ဥရောပတမကကလည်းရုရှားရဲ့မောင်ခိုရေတပ်ဖွဲ့လို့ခေါ်ဆိုလေးရှိတဲ့တင်မောအစင်200ကိုပြစ်မှတ်ထားလို့အင်္ဂါနေ့က18ကြိမ်မြောက်ဒဏ်ခတ်ပိတ်ဆို့မှုကိုချမှတ်ခဲ့ပါတယ်။ အဲ့လိုဆောင်ရွက်မှုကိုရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဖွဲ့အကြီးအကဲဝါရှင်တန်မှာပြုလုပ်နေတဲ့စီးပွားရေးညှိနှိုင်းမှုထိပ်တန်းခေါင်းဆောင်ကီရီဒီမီထရီယက်ကအနောက်နိုင်ငံနိုင်ငံရေးသမားတွေနဲ့မီဒီယာတွေဟာရုရှားနဲ့အမေရိကန်တို့အကြားအပြုသဘောဆောင်တဲ့စစ်ဆက်ဆွေးနွေးပွဲတွေကိုပြက်စီးအောင်ကြိုးပမ်းနေကြတယ်လို့တိုက်ခိုက်ပြောကြားခဲ့ပါတယ်ရုရှားကဆွေးနွေးပွဲစကားဝိုင်းကိုမလာရောက်မှာကိုစိုးရိမ်တာကြောင့်ဒဏ်ခတ်ပိတ်ဆို့မှုအစ်စ်တွေကို ထရန့်က အခုအချိန်မှာဆန့်ကျင်ပါတယ်လို့ရူဘီယိုကပြောပါတယ်။ စစ်မေပြင်းမှာတုတက်ဖွဲ့တွေရှေ့တိုးချစ်တက်နိုင်နေခြင်းနဲ့ကရင်မလင်ပေါ်အနောက်နိုင်ငံတွေကဝိုင်းပယ်ထားခြင်းကိုလည်းထရန့်ကအဆုံးသတ်လိုက်တဲ့အတွက်မော်စကိုကယုံကြည်မှုရှိနေပုံပေါ်ပါတယ်။ပူတင်ပြောနေတဲ့စာကြွန်လွှာဆိုတာရုရှားအတွက်အချိန်ဆွဲတာပဲလို့ရုရှားနိုင်ငံရဲ့လေးလာတုံးတက်သူကွန်စတန်နင်ကာလာချက်ကပြောပါတယ်။ရန်လိုတိုက်ခိုက်မှုတွေရက်စဲဖို့ဆိုတာသူတို့အတွက်စီကံချက်မဟုတ်ဘူးဆိုလိုတာကရုရှားကသူတို့ရဲ့ထိုးစစ်ကိုဆက်လုပ်နိုင်တယ်လို့ပြောတာပဲလို့သူကဆက်ပြောပါတယ်။ ရုရှားကယူကရိန်းကို2022ခုနှစ်ဖေဖော်ဝါရီလကဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီအချိန်ကလေးကနိုင်ငံရဲ့အရှိတ်အနေမြေအများပြားကိုဖျက်ဆီးခဲ့ပါတယ်။တောင်ပေါင်းများစွာတက်ဖြတ်ခံခဲ့ရပြီးနေမြေ၅ပုံတပုံကိုအခုအခါထိန်းချုပ်ထားတာပါ။ AFP ကစကားပြောခဲ့ရတဲ့ Kiev နဲ့ Moscow နှစ်မြို့လုံးကလူတွေကငြိမ်းချမ်းရေးအလားအလာအပေါ်တန်ရရှိနေကြပါတယ်။ Putin နဲ့ Trump စကားပြောကြပေမဲ့လည်းနှစ်ဖက်ကနှီးစပ်မလာကြဘူးလို့သူတို့ကထင်မြင်ယူဆကြပါတယ်။ ထရန့်ဘော်ယုံကြည်မှုပျောက်သွားပြီလားလို့မေးတဲ့အခါမှာကီးမြို့ကအငိမ့်စားကြောင်းဆရာမဗစ်တိုးရီးယားကိုင်စီလီယိုဘာကကျမသူ့ဘော်ဘယ်တော့မှမယုံကြည်ခဲ့ဘူးအခုတော့လုံးဝကိုမယုံတော့ဘူးလို့ပြောပါရယ်ကီးမြို့ကအသက်53နှစ်အရွယ်အင်ဂျင်နီယာဗီတာလီကထရန့်ကကဲတင်ရှင်လည်းမဟုတ်သူ့တန်တမန်ခီးစဉ်တွေကအနေငယ်သာအပြောင်းလဲဖြစ်စေခဲ့တယ်လို့ဆိုပါရယ် ယူကရိန်းနိုင်ငံရေးလေလာတုံးတက်သူဗိုလိုဒီမာဖီဆန်ကိုကလည်းထရန့်ရဲ့နောက်ဆုံးဖုန်းဆက်စကားပြောဆိုမှုတွေဟာမြေယာမှုတွေကိုပဲပို့တိုးလာစေခဲ့တယ်လို့ဆိုပါရယ်ဒီစကားပြောဆိုမှုကညှိနှိုင်းဆွေးနွေးမှုတွေရဲ့အနာဂတ်ကိုရှင်းလင်းအောင်လုပ်ဖို့ပြက်ကွက်ခဲ့ရုံသာမကအခြေအနေတွေကိုလည်းပို့ရှုပ်ထွေးသွားစေတယ်လို့သူကပြောပါရယ်ဆွေးနွေးပွဲတွေကို စစ်ပွဲကိုဆက်တိုက်ဖို့နဲ့အရှိန်မြင့်မှုအသုံးချတဲ့ပူတင်ရဲ့နီးပရီရဲ့ထောင်ချောက်ထဲထရန့်ကြောက်သွားခဲ့တယ်လို့သူကဆိုပါတယ်။မော်စကိုမှာတော့ယုံကြည်မှုနဲ့အာခံမှုတွေရှိနေတာပါ။အသက်80ရွယ်အင်ဂျင်နီယာဟောင်းမာရီနာကဒီညနိုင်ဆွေးနွေးပွဲတွေကျမတို့လုပ်เสียမလို့ဘူးလို့ကျမယုံကြည်တယ်။ဘလို့ပဲဖြစ်ဖြစ်ကျမတို့နိုင်မှာပဲလို့ဆိုပါတယ်။လောကမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက်ကိုပြည်သက်တွေထောက်ပံ့ပေး ဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြခြင်းဖြင့်ကုလနိုင်ကြောင်းလည်းအတိအပြည့်ထိတ်ခေါ်လိုက်ပါစေ။